မျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်တော်စုဝန်ကြီးချုပ်မန်ဝင်းခိုင်သန်းဟာအာဆီယံတဲ့ကြဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါဣဘရာဟင်နဲ့ဧပြီ16မနေ့ပိုင်းမှာ teleconference ကတဆင့်တွေ့ဆုံဆွေးနွေးတယ်လို့ NUG ကသတင်းထုတ်ပြန်ပါတယ်။ဆွေးနွေးတဲ့အဓိကအကြောင်းအရာနှစ်ချက်ကတော့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ဆက်ဆံရေးတိုးမြှင့်ရေးမြန်မာပြည်သူတွေစီကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေထိထိရောက်ရောက် ပေးပို့ဖြတ်ဝေနိုင်ရေးတို့ဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကလည်း NUG ဝန်ကြီးချုပ်နဲ့ဆွေးနွေးတဲ့အကြောင်းသူ့ရဲ့ social media မှာတပ်ပုံမှတ်တမ်းဖော်ပြထားပါတယ်။ဒါဟာစစ်ကောင်စီဥက္ကဋ္ဌမင်းအောင်လှိုင်ကိုဘန်ကောက်မှာဧပြီ18ရက်နေ့ပိုင်းတွေ့ဆုံမှုကိုဒီမိုကရေစီအင်အားစုတွေကဝေဖန်ပြီးနောက် NUG ဝန်ကြီးချုပ်နဲ့ပထမဆုံးအကြိမ်တွေ့ဆုံမှု ထူးထူးခြားခြားဖြစ်ပေါ်လာတာပါ။ မရောက်နိုင်တဲ့တွေးဆမှုကိုကန့်ကွက်တဲ့အဖွဲ့တွေထဲပါဝင်တဲ့ KNU ကရင်မျိုးသားအစည်းအရုံးနိုင်ငံခြားရေးဌာနတာဝန်ခံပဒူစောတော်နီကတော့အခု NUG နဲ့တွေးဆမှုဟာအလွန်ထူးခြားပြီးနယ်မြေ22ရာခိုင်နှုန်းသာထိန်းချုပ်နိုင်တော့တဲ့နေပြည်တော်အစိုးရတစ်ခုတည်းနဲ့ဆက်သွွားလို့မရတော့ဘူးဆိုတာကို အာဆီယံကသဘောပေါက်လက်ခံလာတာဖြစ်တယ်လို့ BNN ကပြောပါတယ်။အားတော့ရိုးလေးပါ တကယ်ပကတိဖြစ်ရှိနေတဲ့အခြေအနေကကျွန်တော်တို့တိုင်းပြည်မှာတကယ်နေမျိုးကိုဟိုဆော့ဆော့ပိုင်ပိုင်ထိ ंछ ုံနိုင်တဲ့အနေအထားကအထူးသဖြင့်ဒီရှစ်ကောင်စီဘက်က20နှစ်ရာခိုင်နှုန်းဆိုတာလည်းလူတွေတော်များများသိထားတယ်။ကျန်တဲ့အပိုင်းကကျွန်တော်တို့လက်ထက်မှာပဲရှိတယ်။တချို့နေရာတွေဆိုရင်ကျွန်တော်သူရကိုရပြဟိုဟိုရင်းဆိုင်နေတဲ့အနေအထားမှာရှိတယ်။တချို့နေရာဆိုလုံးလုံးသူလက်လွတ်ရတဲ့အနေအထားရှိတယ်။ဆိုတော့အဲ့လိုမျိုးတွေကအများကြီးဖြစ်နေတဲ့အခါကြတော့ဒီတိုင်းပြည်ကို ဒီနေပြည်တော်ကနေပြီးအကုန်လုံးကထိမ့်ချုပ်တဲ့ပုံစံနဲ့နေပြည်တော်စီပဲတော့သွားပြီးနေပြည်တော်အာဏာပိုင်နဲ့ပဲသွားပြီးတော့ဟိုဆက်ဆံတယ်ဆိုတာလုံးဝဖြစ်နေတဲ့ဟာကျွန်တော်ပြောရတာကြာပြီဒီစစ်ကောင်တွေကဘလုံးမနှလန်မထူနိုင်တော့ဘူးဆိုတာကြာရှင်းရှင်းလင်းဖြစ်နေတဲ့အခါမှာကျွန်တော်တို့ကအောင်မြင်မှုရလာတယ်ကိုသူတို့မလွန်ဆန်နေတဲ့တနေ့မှာကျွန်တော်တို့ကိုဆက်ဆံလာရမယ်ဆိုတာအခုကတည်တည်ပြနေပြီဒါအစပဲရှိပါသေးတယ်ဒီနေ့ဒီကလာဘသူကိုအတိမတ်ပြရမယ်ဆိုတာကျွန်တော်တို့တဖြည်းဖြည်းဖြည်းတော့မျက်ဝါးတည်တည်မြင်လာရမယ်ဆိုတာကျွန်တော်လူထုကိုအားပေးချင်ပါတယ်ဗျာ ဘန်ကောက်ကလာတဲ့ရိုက်တာသတင်းမှာတော့နှစ်ဖက်စလုံးနဲ့တွဲဆုံမှုဟာအပြုသဘောဆောင်တယ်လို့အာဆီယံဥက္ကဋ္ဌကပြောဆိုပြီးငလင်ဘေးကူညီရေးအတွက်အပြစ်အခက်ရပ်ဆဲထားတဲ့ကာဏကိုတည်တန်းတိုးဖို့နှစ်ဖက်စလုံးကလိုလားတဲ့လက္ခဏာပြပါတယ်လို့အာဆီယံဥက္ကဋ္ဌကပြောကြောင်းဖော်ပြထားပါတယ်ငလင်ဘေးကူညီရေးအတွက်အပြစ်ရပ်ကာဏကိုတည်တန်းတိုးနိုင်တယ်လို့ အာဆီယံဥက္ကဋ္ဌကမျှော်လင့်ထားပေမဲ့ ဧပြီ16ရက်နေ့ပိုင်းအထိဝင်လာတဲ့သတင်းတွေအရစစ်ကောင်စီဟာဇက်တိုက်ဘုံကျဲနေစေဖြစ်တာတွေ့ရပါတယ်။ဧပြီ16မနက်7:00နာရီကမှမန္တလေးတိုင်းသပိတ်ချင်းမြို့နယ်ကွင်း30လမ်းစုံလိပ်ကျရွာတွေကိုစစ်တရင်ကဘုံကျဲတဲ့အတွက်ကလေးငယ်တွေနဲ့အမျိုးသမီးတွေအပါအဝင်73ဦးသေပြီး20အထိဒဏ်ရာရတယ်လို့ရွှေပြည်မြေကဖော်ပြပါတယ်။ဒါ့အပြင်မွန်လွယ်3:00နာရီကမှ စင်ကူးမြို့နယ်ကြည်တော့ပေါက်ရွာစာတင်ကျောင်းကိုဘုံကျဲတဲ့အတွက်6ဦးဒဏ်ရာရတယ်။ညောင်ပင်သာကြည်ရွာဘုံကျဲမှုမှာလည်း3ဦးဒဏ်ရာရတယ်လို့ရွှေဖီမြေကဆက်လက်ဖော်ပြပါဗျ။မန္တလေးတိုင်းတောင်သာမြို့နယ်နန်းတီကြီးရွာကိုမွန်လွဲ၃နိုင်မှဘုံကျဲတဲ့အတွက်ရွာသား၃ဦးသေဆုံးတယ်လို့ဒေသတွင်းမီဒီယာတွေကဖော်ပြပါတယ်။ဒါ့အပြင်ချင်းပြည်နယ်မတူပီမြို့ကိုစစ်လေရင်ကဘုံကျဲတဲ့အတွက် ခရီးရန်သင်းယုတ်စီယာတူပါဝင်ဒေသခံ၅ဦးထိခိုက်ဒဏ်ရာရတယ်လို့ချင်းဝေါလ်မီဒီယာကဖော်ပြထားပါတယ်။အီယော်ဒီတိုင်းလင်းမြနာမြို့နယ်မှာအေအေအရိခတ်တက်တော်ဦးဆောင်တဲ့တော်လိုင်းတက်တွေနဲ့စစ်ကောင်စီအကြတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်က90ကျော်တေဆုံးပြီးတက်ပြန်ဆုတ်သွားတယ်လို့အေယာဝတီတိုင်းကဖော်ပြပါတယ်။အင်ကပူမြို့နယ်နဲ့လေးမျက်နှာမြို့နယ်အဆက်မှာရှိတဲ့ ်ဝါတော်ကွင်းကြေးရွာအပါဝင် ပသိမ်မုံရွာကားလမ်းအနောက်ဘက်တကြောကို AA နဲ့ PDF တပ်တွေကထိန်းချုပ်ထားပြီး April 18မှာတော့ဘန်တော်ကြီးကြေးရွာကိုသိမ်းယူလိုက်တယ်လို့ဆိုပါတယ်ဘန်တော်ကြီးတိုက်ပွဲမှာစစ်ကောင်စီဘက်ကစစ်သားအများအပြားသေဆုံးပြီးတချို့ကယူနီဖောင်းချွတ်အရက်ဝတ်နဲ့ထွက်ပြေးကုန်တယ်လို့ဒေသခံတွေကပြောပါတယ်လက်ရှိမှာတော့စစ်ကောင်စီတပ်ဟာနောက်ပြန်ဆုတ်ပြီးစီစုံကုန်းရွာဘက်မှာ ခံစစ်ပြန်ပြင်းနေတယ်။ပိနေကွင်းဘက်ကနေလက်နက်ကြီးနဲ့လှမ်းပစ်နေတယ်။ဧပြီ18ရက်တိုက်ပွဲမှာလေရင်ကလည်းဘုံကျဲသေးတယ်လို့ဖော်ပြထားပါတယ်။ဘေဒဝေကာလန်ဘော်ရှိတရချောင်းမြို့နယ်ဝင်းဝနယ်မြေရဲစခန်းကိုဧပြီ18ရက်မနေ့ပိုင်းမှာတော်လိုင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ပြီးနောက်12နိုင်အထိတိုက်ပွဲဆက်ဖြစ်ပြီးလမ်းမပေါ်မှာကားတွေယာနဲ့ချီပိတ်မိနေတယ်လို့ The Way Watch ကပေါ်ပြပါတယ်။တိုက်ပွဲပြင်းထန်တဲ့အတွက်ဝင်းဝါအပြင်အနီးဝန်းကျင်ကသေးချောင်းသားမင်းတက် ဝဲရစ်စားတဲ့ကြီးရွာတွေကဒေသခံတွေထွက်ပြေးနေကြတယ်လို့ဆိုပါတယ်။ညနေပိုင်းဝင်လာတဲ့သတင်းတွေအရညနေ၄နာရီခန့်မှာစစ်လီရင်ကဝင်းဝါရေစခန်းဝန်းကျင်ကိုဘုံလာကျဲသွားသေးတယ်လို့သိရပါတယ်။ လာရှုံမြို့အုပ်ချုပ်ရေးလွှဲပြောင်းတာဝန်ယူမဲ့စစ်ကောင်စီတပ်တွေဧပြီ18မှာမြို့ထဲဝင်လာတဲ့အတွက်လာရှုံတီဘောလန်းအပါဝင်မြို့အဝင်လမ်းတချို့ပိတ်ထားတယ်လို့ရွှေဖီမြေကဖော်ပြပါတယ်။နန်းပောင်ဘက်ကနေစစ်ကောင်စီရင်တန်းစတင်ဝင်ရောက်လာပြီးနောက်မြို့ထဲကဟိုတယ်မှာစစ်ကောင်စီ MNDAA နဲ့တရုတ်ကောင်စီဝင်ရုံးကတာဝန်ရှိသူတွေဆွေးနွေးကြတယ်လို့တချို့သတင်းတွေကဆိုပါတယ်။ လာရှိုးနဲ့ပတ်သက်ပြီးသတင်းမျိုးစုံထွက်နေပေမဲ့ MNDAA နဲ့စစ်ကောင်စီကတော့အခုချိန်အထိဘာမှတရားဝင်သတင်းမထုတ်ပြန်သေးပါဘူးခင်ဗျာ